လာမယ့်2025-2026ဘဏ္ဍာရေးနှစ်မှာပြည်တွင်းအသက်တင် ထုတ်လုပ်မှုတန်ဖိုး GDP အနေနဲ့အမေရိကန်ဒေါ်လာ81ဘီလီယံအထိတိုးတက်လာအောင် မျှော်မှန်းလှုံ့ဆော်နေကြောင်းနာဆကဥက္ကဋ္ဌဗိုလ်ချုပ်မြကြီးမင်းအွန်လိုင်းကပြောပါတယ်။မတ်လ21ရက်နေ့ကနေပြည်တော်မှာရှိတဲ့မြန်မာအပြည်ပြည်ဆိုင်ရာ Convention ဘုံဌာနတက်မှကျင်းပပြုလုပ်ခဲ့တဲ့2025အလွန်ဗဟုဝင်ရုပ်ကဘာတွင်မြန်မာနိုင်ငံကြုံတွေ့လာရမည့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများတုံ့တက်ဆွေးနွေးပွဲမှာအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာပါ။ စီပွားရေးအရာမြင့်တင်ဖို့လုပ်တဲ့နေရာမှာကျွန်တော်တို့နိုင်ငံအနေနဲ့အလုပ်လုပ်ဖို့လိုအပ်ပါတယ်လို့နာဆကဥက္ကဋ္ဌကဆိုပါတယ်လက်ရှိမှာနိုင်ငံ GDP အနေနဲ့ဒေါ်လာ60ဘီလီယံနဲ့80ဘီလီယံကြားရှိပြီးဒေါ်လာ900ဘီလီယံကျော် GDP ရှိတဲ့ထိုင်းနိုင်ငံဒေါ်လာ400ဘီလီယံကျော် GDP ရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်ကွာဟချက်ကြီးမားနေတယ်လို့ဆက်ပြောပါတယ် မိမိတို့နိုင်ငံဟာအာဆီယံနဲ့ဒေတာရင်းနိုင်ငံတွေမှာ GDP နည်းပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ February လတုန်းကပြုလုပ်ခဲ့တဲ့အစိုးရအဖွဲ့အစည်းအဝေးတစ်ခုမှာလည်းပြောကြားထားတာရှိပါတယ်။လေယာဉ်စိုက်ပျိုးရေးကဏ္ဍကြီးမှာပင်အခြားနိုင်ငံတွေထက်ထုတ်လုပ်မှုစွမ်းရည်မှာအားနည်းနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP ရဲ့နောက်ဆုံးအစီရင်ခံစာအရ2020ပြည့်နှစ်မှာစတင်ပြီးမြန်မာနိုင်ငံရဲ့ GDP က900ရာခိုင်နှုန်းအထိကျဆင်းသွားပြီးအရင်ဆယ်စုနှစ်တွေရဲ့စီးပွားရေးတိုးတက်မှုကိုပြောင်းပြန်လှန်ပစ်ခဲ့တယ်လို့ဆိုပါတယ် 2024ခုနှစ်မှာမြန်မာကျပ်ငွေဖုံးပွားမှုနှုန်းဟာ25.4တကင်တုံးကိုရောက်ရှိလာနေပြီး2021ခုနှစ်မှာဒေါ်လာငွေလဲနှုန်း1330ကျပ်ကနေ2025ခုနှစ်မှာဒေါ်လာ4250ကျပ်ကိုကျဆင်းသွားကအိမ်အောင်စုတွေရဲ့ဝယ်ယူနိုင်စွမ်းကိုပုံမှုကျဆင်းစေခဲ့တယ်လို့ဆိုထားကြောင်းပါခင်ဗျာ